ောက်ပြန်နေဆိုတာကယောက်ျားတိုင်းလုပ်တဲ့အရာတစ်ခုအထူးသဖြင့် relationship မှာတက်တန်းအရန်ကြာသွားပြီအိမ်အောင် ပြုတာအရန်ကြာသွားပြီဆိုရင်ယောက်ျားလေးတွေအများစုက100မှာ90ရက်ကိုင်းတော့အိမ်အောင်ဘက်နဲ့မဟုတ်တဲ့တခြားမျိုးသမီးနဲ့တူတူနေတာတွေကရှိကြတယ်လုံးဝထွက်ခဲဖို့เนาะသူတို့နဲ့ပြတ်ဖို့ဖို့ဘဝအတွက်မကောင်းတဲ့ယောက်ျားနဲ့ပြတ်ဖို့ရှာလုံးဝလုံးဝမတွန့်ဆုတ်ပါနဲ့ ဝင်မလေးပါနဲ့တရားနဲ့တယောက်ချစ်ကြတယ်ဆိုတာကတယောက်ကိုတယောက်ဆွဲချဖို့မဟုတ်တရားနဲ့တယောက်ချစ်ကြတယ်ဆိုတာတယောက်ကိုတယောက်ညှင့်တင်ပေးဖို့ကူညီပေးဖို့တကယ်ကောင်းဖို့နဲ့ယောက်ျားကမိမတယောက်ကိုကိုယ့်ဘာသာကိုလွတ်လွတ်လပ်လပ်ပြန်တန်းနိုင်အောင်လို့ကိုယ့်ကို build လုပ်ပေးထားတယ် ဟယ်လိုမင်္ဂလာပါဒီနေ့ဗီဒီယိုမှာအမျိုးသမီးတွေအတွက်ကိုဘွားလက်တွဲပေါ်ခေါင်းမှာရှိတဲ့လက္ခဏာ16ခုကိုမျှဝေချင်ပါတယ်ဒီနေ့ဖြိုးမျှဝေမဲ့16ချက်ကိုမစခင်မှာအရင်အရေးကြီးတဲ့ concept တစ်ခုကိုမျှဝေချင်ပါတယ်ဒီ concept ကဖြိုးဟာရွှေနှုတ်ထဲမှာအခုမြင်နေရတဲ့ relationship နဲ့ပတ်သက်တဲ့စာအုပ်ပေါင်းများစွာကိုလည်းထပ်ပြီးတော့မှရလာတာဖြစ်တယ်လို့မျိုး ဖြိုးကိုယ်တိုင်ကလည်းရွှေနှုတ် company ကိုဖြိုးဟာ CEO အနေနဲ့ run တဲ့အခါမှာဆိုရင် လူတွေကိုအများကြီးခံရင်းထဲမှာရရှိလာတဲ့အရေးကြီးတဲ့ idea တခုကဘာလဲဆိုတော့ဒီလက်တွဲပေါ်နဲ့ပတ်သက်လာရင်ကျွန်တော်အမှန်ကန်ဆုံးနဲ့ထိတ်ဆုံးကလုပ်ရမယ့်အရာကတော့ selection မှာ ရွေးချယ်တာမှန်ဖို့အရေးကြီးပါတယ်ရွေးချယ်တာမှန်တယ်ဆိုရင်ပြဿနာရနေတယ် ကိုကရွေးချယ်တာမားခဲ့မယ်ဆိုရင်တွဲလိုက်ပြဿနာတွေကအများကြီးရှိလာလိမ့်မယ်လူတယောက်ကိုကိုကပြောင်းလဲဖို့ရှာစ조사ရတယ်ပြီးရင်သူ့ရဲ့ပုံစံကိုလက်ခံဖို့ရှာအရန်စ조사ရတယ်ပြီးတော့မှကိုကြိုက်တဲ့ပုံစံကိုနေပြပြီးတော့မှနောက်ပိုင်းကျရင်ပြောင်းလဲသွားတယ်ဆိုရင်လည်းစိတ်ကဒေါသထွက်ရသေးတယ်အဲ့တော့အတ္တိကကကျမတို့မျိုးသမီးအလုံးသိရမှာက selection ဆိုတဲ့ကိုကအစတည်းကရွေးချယ်တာမှန်ခဲ့မယ်ဆိုရင်နောက်ပိုင်းကျရင်အေးအေးဆေးဆေးနေလို့ရတယ်ဒါကြောင့်မလို့ရွေးချယ်တာမှန်ဖို့ရှာအတွဲဒ ီဗီဒီယိုမှာအခုလက်ရှိကိုကအိမ်တော်မကြသေးဘူးဆိုရင်ပြီးရင်ကိုယ့်ရဲ့လက်တွဲပေါ်ကိုလည်းနော်ကိုကနေပြီးတော့ကောင်းမွန်တဲ့လက်တွဲပေါ်လားဆိုတော့တိဖို့ရှာအတွက် မှန်ကန်တဲ့ good partner တွေမှာရှိတဲ့လက္ခဏာ16ခုတည်းကပထမဆုံးတစ်ခုကတော့သူတို့တွေကအမျိုးသမီးတွေကိုလေးစားပါတယ် they have the respect for woman အဲ့လိုမျိုးအမျိုးသမီးကိုလေးစားရတယ်ဆိုတာကနံပါတ်1ဘလိုနည်းနဲ့ဖော်ပြလဲဆိုတော့ယောက်ျားမိန်းမအရင်မခွဲခြားတဲ့စိတ်သက်တည်ရှိတယ်အဲ့လိုမျိုးစိတ်သက်တည်ရှိတဲ့အမျိုးသားဖြစ်တဲ့အတွက်အိမ်အောင်ပြုလိုက်တဲ့အချိန်မှာဆိုရင်အိမ်မူကိစ္စကိုတတ်နိုင်သမျှ ကုပြီးတော့မှလုတ်ပေးတယ်เนาะအားလုံးပဲဖြိုးကိုညင်းညင်းနေလိမ့်မယ်ဘာကြောင့်မို့လဲဆိုအမျိုးသမီးတွေကအိမ်မုတ်ကိစ္စလုံးဝမဟုတ်ဘူးလားဆိုပြီးတော့မှညင်းကြလိမ့်မယ်ဒါပေမဲ့အခုခေတ်ကအမျိုးသမီးတွေလည်းပတ်စံ ထွက်ပြီးတော့မှရှာတယ်လေယောက်ျားလေးတယောက်ထဲနဲ့မလုံလောက်တော့အမျိုးသမီးတွေကအလုံးလုံးတယ်ဒါဆိုရင်အမျိုးသားတွေရောအမျိုးသမီးတွေအတွက်အိမ်မူကိစ္စကိုကူပြီးတော့မှလုံးတင်တယ်လို့ထင်လားမထင်ဘူးလားကွန်မန့်ထဲမှာရေးခဲ့ပေးပါနောက်တစ်ခုကအမျိုးသမီးတွေကိုသူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လာရင်လေလေးလေးစားစားရှိတယ် ဥပမာဒီယောက်ျားကဘလောက်ပဲကလေးတွေအများကြီးလိုချင်ပါစေအမျိုးသမီးတယောက်ကိုလေးစားတယ်ဆိုရင်သူကကိုယ့်ရဲ့မိန်းမရဲ့ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီး သူကိုယ်တိုင် ဆုံးဖြတ်ရမယ်ဆိုတာကိုပို့ပြီးတော့မှဦးစားပေးမဲ့ယောက်ျားမျိုးဖြစ်ပါလိမ့်မယ်ဒီကတော့အမျိုးသမီးတွေ respect ရှိတဲ့ယောက်ျားလေးကဘယ်သူမဆိုရင်ကောင်းကောင်းမွန်ဆက်ဆံတဲ့နီးလန်းနဲ့ဖော်ပြမှာဖြစ်ပါတယ်ဒုတိယကတော့သူတို့ရဲ့အချစ်နဲ့မေတ္တာကိုဖော်ပြတာဖြစ်ပါတယ် ိပါတယ်တချို့ယောက်ျားလေးတွေကစကလုံးနေနဲ့အရန်နေသူတို့ချစ်ကြောင်းမဖော်ပြတတ်ဘူးတချို့ယောက်ျားလေးကြတော့သူတို့ရဲ့အမူအရာနဲ့ဖော်ပြတယ်ကောင်းတယ်အမူအရာနဲ့ဖော်ပြရယ်ဆိုရင်လေကိုကခံစားမိဖို့ပဲအရေးကြီးတာပါပြီးတင်းတင်းမွမွားလေးကစားကိုပြောတာကိုဂယုတဆိုင်နဲ့မှတ်ထားပြီးတော့မှဖော်ပြရတယ်တချို့လူကြတယ်တကယ်စကားနဲ့ဖွဖွဲရရပြောပြီးတော့မှသူတို့ဘလောက်ချစ်ကြောင်းတန်ဖိုးထားကြောင်းကို ဖော်ပြပါတယ်အတိတ်ကတော့သူ့ရဲ့အပျော်ဆိုနဲ့အပြုမူတွေကြောင့်မလို့ကိုကသူ့ကိုချစ်တယ်တန်ဖိုးထားတယ်ဆို ဆိုတဲ့ခံစားချက်ကိုခံစားရတယ်ဆိုရင်ဒါကကို့အတွက် good partner ဖြစ်ပါတယ်နောက်တစ်ခုကတော့တခြားသူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတာဖြစ်ပါတယ်လူတယောက်က good partner ဖြစ်တယ်ဆိုရင်ကိုနဲ့မှမဟုတ်လူတိုင်းနဲ့တက်ရမယ်သူတို့မိဘတွေနဲ့လည်းကောင်းမွန်တဲ့ relationship ရှိတယ်တငယ်ချင်းနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လောက်ဖို့ကိုင်မက်တင်နဲ့လည်းအဆင်ပြေတယ်မောင်နှမတွေနဲ့လည်းအချင်းချင်းတဲ့တယ်ဆိုတာက good human being တကယ်လူကောင်းဆိုတာကို ေါ်ပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ psychology မှာလေ့လာတွေးရှိချက်တွေရပါတော့လူတစ်ယောက်ကစိတ်ချမ်းမရေးနဲ့ညင်ညွတ်တယ်မညင်ညွတ်ဘူးဆိုတာကိုပတ်ဝန်းကျင်မှာရှိတဲ့ဆက်ဆက်ရေးအများစုနဲ့အဆင်ပြေလားမပြေဘူးလားဆိုတာကိုကြည့်ပြီးတော့မှတိုင်းတာလို့ရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လက်တွဲပေါ်ယောက်ျားလေးကတခြားကောင်းမှုနဲ့ဆက်ဆက်ရေးတွေရှိတယ်ဆိုတာကလူကောင်းတစ်ယောက်ဆိုတာကိုပေါ်ပြနေတဲ့အပြင်သူ့ရဲ့စိတ်ချမ်းမရေးကလည်းအရန်ကောင်းတယ်ဆိုတာကိုကိုကနားလည်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ဒီမန်းချက်ပန်းနိုင်ရှိ တယ်လှုပ်ချင်ကန်ကျင်စိတ်ရှိတဲ့သူ ဖြစ်ပါတယ် သူ့ကြောင့်မလို့ကိုကရှည်ရည်ကိုတွေးပြီးတော့မှပူစရာမလို့ opposite အနေနဲ့သူ့ကြောင့်ပဲကိုကစိတ်ရည်ကအေးချမ်းရတယ်ပြီးရင်အလုတ်ဆိုလဲစ조사ပန်းစားနဲ့လုတ်တယ်အလုတ်နဲ့ပတ်သက်လာရင်စိတ်ချရတယ်ယောက်ျားလေးကအလုတ်ကိုအာယုံဆိုင်စရာမရှိဘူးအလုတ်မှာမအောင်မြင်နေဘူးဆိုရင်တခြားမဟုတ်တဲ့နေရာတွေမှာတွားပြီးတော့မှစိတ်အာယုံရောက်တတ်တယ်ဒါကြောင့်မလို့အမျိုးသမီးတွေဘလောက်ပဲအောင်မြင်ပါစေရုံမချောဘူးမလှဘူးဆိုရင် ကိုကလက်တွဲဖို့ပါတနာယူရတဲ့အချိန်မှာနစ်နာတဲ့တချို့ရုပ်ချောတဲ့မျိုးသမီးဆိုရင်ဘာမှမတိမတက်ရင်တောင်မှတကယ်ယောက်ျားကောင်းကောင်းနဲ့ရနိုင်တယ်ဘာကြောင့်မို့လဲဆိုတော့အမျိုးသမီးတွေကိုတိုင်းတာတာက beauty နဲ့တိုင်းတာတာဖြစ်တဲ့အတွက်ဒါက society ထဲမှာအမျိုးသမီးနဲ့အမျိုးသားကွာခြားတဲ့အချက်ဖြစ်တယ်ဒါကြောင့်မို့လို့ယောက်ျားလေးတယောက်အနေနဲ့ရီမန်းချက်ပန်းနိုင်နေတခြားရှိရမယ်ကိုကအလုပ်ထဲမှာဖြစ်ဖြစ်မြောင်မြောင်နဲ့အောင်အောင်မြင်မြင်ဖြစ်နေမှာလက်တွဲဖို့ပါတနာကောင်းတယောက် ဖြစ်ပါတယ်အတ္တိကကပေါ့နော်ကိုယူမဲ့ယောက်ျားကိုရဲ့ဘဝလက်တွဲပေါ်ကကိုသားသမီးတွေအတွေ့ ဖခင်ကောင်ဖြစ်လာသူကရီမန်းချက်ပန်းနိုင်နေရှိလားအနာဂတ်ကိုကြိုတင်ပြင်ဆင်နေသူလားသူနဲ့တူတူယူရောမယ်ကိုယ့်ရဲ့သားသမီးတွေမွေးဖွားရောမယ်ဆိုရင်စိတ်ချရလားဆိုတာကိုကိုကလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ good partner တွေရဲ့လက္ခဏာကဒီတစ်ခုပေါ့နော်နောက်ထပ်ကတော့သူကရက်ရောလား generous ဖြစ်လားဆိုတာကိုကြည့်ရမယ်တကယ်ကောင်းမွန်တဲ့ good partner ယောက်ျားလေးတစ်ယောက်ကကိုနဲ့ပတ်သက်လာရင်သူ့ရဲ့အချိန်တွေကိုရက်ရောတယ်သူ့ရဲ့ attention တွေကိုရက်ရောတယ်သူ့ရဲ့အချစ်တွေ ်မေတ္တာတွေကိုရက်ရောတယ်တစ်ချိန်တည်းမှာပဲသူရှိတဲ့ပတ်စံတွေပိုင်ဆိုင်မှုတွေကိုရက်ရောတယ်အဲ့လိုမျိုးမဟုတ်ပဲねတချို့ယောက်ျားတွေကြတော့သူတို့ဘလောက်ပဲချမ်းသာပါစေကစီးနေတယ်အချိန်ဆိုရင်လည်းကိုယ့်အတွက်မရှိဘူး attention ဆိုလည်းကိုယ့်မပေးချင်ဘူးဆိုရင်ဒါကဘဝလက်တွဲပေါ်ကောင်းတယောက်မဟုတ်ပါဘူးတကယ်ကောင်းမွန်တဲ့ယောက်ျားကအရန်ကိုရက်ရောပါတယ်ရက်ရုံးလုံးအားကြီးလို့ကိုယ်လည်းစိတ်ရှည်တယ်အချိန်တွေဘလောက်ပြောင်းသွားပါစေသူကကိုယ့်ပေါ်မှာထားတဲ့စေတနာတွေရက်ရောမှုတွေက ပြောင်းလဲမသွားဘူးကိုနဲ့ပတ်သက်လာရင်အမြဲတမ်းပဲသူ့ဘက်ကပဲပေးခြင်းနဲ့ရယူလိုခြင်းနဲ့စိတ်နဲတာကတကယ့်ကောင်းတဲ့ယောက်ျားကောင်းနေရဲ့လက္ခဏာဖြစ်တယ်ဆိုတာကိုသင်ချာလေးမှတ်ထားပါအဲ့တော့အခုဖြိုးရဲ့ဗီဒီယိုကြည့်နေတဲ့အမျိုးသမီးတွေမှာရောအခုပြောနေတဲ့လက္ခဏာတွေနဲ့ကြိုက်တဲ့လူတွေကြုံဘူးလားဆိုတာကိုလည်း comment ထဲမှာ တေချာလေးရေးခဲ့ပေးပါ။ကြုံပြီးသားလူတွေကတော့ဘဝထီပေါက်တာပဲပေါ့နော်။အဲ့တော့ကြုံပြီးသွားပြီဆိုရင်တေချာဆွဲပြီးတော့မှတခါနဲ့မင်္ဂလာဆောင်လိုက်ပါလို့ဒီကနေပြီးတော့ပြောချင်ပါတယ်။ပြီးဖြိုးတွေနောက်တစ်ခုဆက်သွားကြမယ်အဲ့ဒါကတော့စကားပြောရင်နှစ်ဦးနှစ်ဖက်မျက်မျက်တတနဲ့ respect ရှိတဲ့ဆက်ဆံရေးဖြစ်ပါတယ်အဓိကကသူနဲ့ကိုနဲ့စကားပြောလို့ရလားပေါ့နော်လေဘေးဖြောင်းလားသူပြောရင်ရောကိုနားထောင်လို့ရလားကိုပြောရင်ရောသူနားထောင်လို့ရလားပြီးရင်သူနဲ့ကိုနဲ့စကားပြောတိုင်းနော်ကို့အတွက် landing လုပ်เสียတခုခု ုလေးလာတင် जा စရာတွေပါလာပြီးကို့မာရောသူ့ကိုကို့တိတာကို့တက်တာကို sharing လုပ်တဲ့အချိန်မှာသူကရောစိတ်ဝင်တစားနဲ့နားထောင်လာလက်တွဲပေါ်အဖြစ်ရွေးချယ်လိုက်ပြီးဆိုရင်နှစ်ပေါင်း340တူတူစကားတွေပြောကြရမှာအဲ့တော့အဲ့ဒီစကားပြောဖို့ရှာတွေ့လေပေမဖြောင့်ဘူး good conversation မရှိဘူးဆိုဘလို့ရှစ်ဆက်မလဲဟုတ်တယ်နော်တချို့လက်တွဲပေါ်တွေဖြိုးကြုံဘူးတယ်တယောက်နဲ့တယောက်စကားပြောလို့မရအောင်စကားပြောစရာမရှိဘူးကို့ပြောရင်လည်း तू ကနားမလဲဘူးစိတ်ဝင်စားဘူး तू ပြောရင်လည်းကိုကရန်ဖြစ်ချင်နေတယ်အဲ့လိုမျိုးဆိုရင် good relationship တည်ဆောက်လို့ရမယ်လို့ထင်လားတွေးကြည့်ပါနော် ဖြိုးကတော့လုံးဝမထင်ဘူးဖြိုးအတွက်ဆိုရင်ဒီ good communication ကအရန်အရေးကြီးတဲ့ number 1 priority တမ်းမှာပါတယ်ဖြိုးရဲ့ချစ်သူဖြိုးနဲ့လက်ထက်မဲ့သူကတော့တယောက်နဲ့တယောက်ရေပတ်မဝင်စကားတွေထိုင်ပြောပြီးတော့မှဝါသူပြောတာကိုနားထောင်နေတယ်မှာဝါ I find you more attractive သူပြောတာကိုကြည့်ပြီးတော့မှသူ့ကိုပို့ပြီးတော့သဘောကျတဲ့ယောက်ျားမျိုးကိုဖြိုးကတော့လိုချင်တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုဆက်သွားမယ်ကိုချင်းစာစိတ်ရှိပြီးတော့မှမေတ္တာတရားကြီးမားတဲ့သူပါ ယောက်ျားလေးတယောက်ကကိုကခက်ခဲနေတဲ့အခြေအနေကိုဖျက်ဆီးနေရတယ်ဆိုရင် तू ကနားလဲပေးတယ်ပြီးအဲ့လိုမျိုးခက်ခဲနေတဲ့အချိန်မှာကိုကခုခုကိုယုံကြည်မှုမရှိတော့ဘူးဆိုရင်လည်း तू ကကိုကို confident နေပို့ရှိလာအောင်လို့စကားပြောပေးတယ်ကိုခန်းစားချက်တွေကိုတန်ဖိုးထားတယ်ကိုတိမ်ငယ်နေရဆိုလဲမတိမ်ငယ်အောင်လို့ပြောပေးတယ်ကိုခုကိုမလာတော့ဘူးလို့ခန်းစားနေရတယ်ဆိုရင်လည်း तू ကကိုကိုလှတယ်ဆိုတဲ့သူ့မြတ်တာနဲ့ကိုကိုလှစေတဲ့ယောက်ျားမျိုးပေါ့နော်ကိုကိုငိုအောင် လုပ်မဲ့အစအစတွေကမငိုအောင်မျက်ရည်မကျအောင် ထားနိုင်တဲ့ယောက်ျားမျိုးပြီးရင်ကိုပြော အောင်လို့အမြဲတမ်းသူကစ조사ပေးခြင်းနဲ့တချို့ယောက်ျားကြအတ္တအရန်ကြီးတယ်မေတ္တာတရားလည်းခေါင်းပါတယ်ကိုပျော်ဖို့ထက်သူဖြစ်ချင်တာတွေသူ့အတ္တတွေကိုရှေ့တန်းတင်တဲ့ယောက်ျားမျိုးဆိုရင်ဒါမေတ္တာနဲတဲ့သူကိုကျင်းစာတရားနဲတဲ့သူလို့ ြောလို့ရပါတယ်တကယ်ကြဘဝလက်တွဲဖို့ခေါင်းဆိုတာကဒီကိုချင်းစာတရားကအရေးကြီးပါတယ်ကိုကလည်းသူ့ကိုကိုချင်းစာတရားထားတဲ့အမှာဖြစ်တယ်လို့မျိုးသူကကိုကိုစာနာပေးမှသာလေရင်အမျိုးသမီးတယောက်အနေနဲ့ဘဝကလွယ်ကူပါလိမ့်မယ်ဒါကြောင့်မို့လို့မေတ္တာတရားကြီးမားတဲ့အမျိုးသားကိုသင်ချာရွေးချယ်ပါလို့ပြောရင်းနဲ့နောက်တစ်ခုကတော့စိတ်ချရတဲ့သူဖြစ်ပါတယ်ပြီးရင် consistent ဖြစ်တယ်သူ့ကိုကိုရှင့်မာနေမကဘူးကိုရဲ့နောက်ွယ်မှာပါစိတ်ချရတယ်ကိုတည့်ရဲ့သူတွေနဲ့တွားလဲစိတ်ချရတယ်ကိုမတည့်ရဲ့သူတွေ နဲ့သွားလဲစိတ်ချရတယ်ဘာလို့လဲဆိုတော့ဒီနေ့ကောက်ကောက်မှုဆက်ဆက်နေနောင်နေ့ကျတော့တမျိုးဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့မတက်မတ်ထဲသူနဲ့ကိုနဲ့စချစ်တဲ့ကနေပြီးတော့မှအခုချိန်ထိတိတ်ပြီးတော့မှအပြောင်းလဲမရှိတဲ့ယောက်ျားမျိုးစိတ်ချရတဲ့ယောက်ျားမျိုးတစ္ဆာရှိတဲ့ယောက်ျားပြောထားတဲ့ဂတိကိုတည်တဲ့ယောက်ျားကတော့တကယ်ကိုဘဝလက်တွဲဖို့ကောင်းတယောက်နေနဲ့တမိုးထားတဲ့ယောက်ျားတယောက်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက emotional intelligence မြင့်တဲ့သူပါစိတ်ခံစားချက်ဉာဏ်ရည်မြင့်တဲ့ယောက်ျားက good partner ဖြစ်ပါတယ်အဲ့တော့စိတ်ခံစားချက်ဉာဏ်ရည်ကိုဒီလေးမျိုးနဲ့တိုင်းတာပါတယ်နံပါတ်1ကတော့သူကိုယ်တိုင် self awareness ရှိတယ်သူ့ကိုယ်ကိုသူသိတယ်သူ့ရဲ့အားသာချက်တွေအားနည်းချက်တွေကိုသိချာသိတယ်စိတ်ခံစားချက်တွေကိုလည်းသူနားထောင်တတ်တယ်ပေါ့နော် self awareness ကိုယ့်ကိုယ်ကိုသိရှိနားလည်မှုမြင်မာတဲ့ယောက်ျားကအရန်ကို ကောင်းတဲ့ယောက်ျားတစ်ယောက်ဖြစ်တယ်ပြီးရင်ဒုတိယကကြတော့ self regulation ရှိရပေါ့နော်သူစိတ်ခံစားချက်တွေဒေါသထွက်ရင်လည်းဒေါသကိုတိကျထိန်းနိုင်တယ်အခုက social awareness ကောင်းတယ်ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့ emotion ကဘယ်လိုဖြစ်နေလဲကိုယ့်ရဲ့ emotion တစ်ခုခုအတက်ကျဖြစ်နေရဆိုလဲအရင်ဆုံး तू ကသိတာမျိုးပေါ့နော်နောက်တစ်ခုကသူတို့တွေက social relationship management လုပ်တတ်တယ်ဥပမာကိုကဒီနေရာမှာဒေါသထွက်နေရဆိုလဲကိုယ့်ကို ဒေါသမထွက်အောင်လို့ချော့တတ်တယ်ကိုကစိတ်ညစ်နေရဆိုရင်လည်းအဲ့စိတ်ညစ်တာလေးကိုနည်းသွောင်းအောင်လို့ပျောက်သွောင်းအောင်လို့လှုပ်တတ်တယ်ပေါ့နော်မ သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ emotion ကိုတတ်နိုင်သမျှဥဆောင်ပြီးတော့မှ manage လုပ်တတ်တဲ့လက္ခဏာဖြစ်ပါတယ်။အဲ့တော့အခုလိုမျိုးပေါ့နော်စိတ်ခံစားချက်ငြိမ်မြင့်တဲ့ partner ကကိုယ့်ဘဝအတွက်တေချာပေါက်ဘဝလက်တွဲဖို့ကောင်းတယောက်ဖြစ်တယ်။ပြီးရင်နောက်တစ်ခုပြောဆက်သွားကြမယ်။အဲ့ဒါကတော့တယောက်ကိုတယောက် supporting ရှိတာပေါ့နော်။သူ့ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုလည်းကိုက supporting ပေးတဲ့လူမျိုးကိုယ့်ရဲ့ဘဝရည်မှန်းချက်ပန်းနိုင်ကိုလည်းသူက supporting ပေးနိုင်တဲ့လူမျိုးပြီးရင်ကိုယ့်ရဲ့အားသာချက်တွေကိုလည်းတန်ဖိုးထား သလိုမျိုးကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းသူကနေပြီးတော့သူ့ရဲ့အားသာချက်နဲ့ပံ့ပိုးနိုင်တဲ့လူမျိုးပေါ့နော်တကယ်တမ်းကျကျွန်တော်တို့တွေကဘဝမှာတရားနဲ့တရားချစ်ကြတယ်ဆိုတာကတရားကိုတရားဆွဲချဖို့မဟုတ် တယောက်တယောက်ချစ်ကြတယ်ဆိုတာတယောက်ကိုတယောက်မြင့်တင်ပေးဖို့ကူညီပေးဖို့ကိုချစ်ရတဲ့သူတယောက်အဆင်ပြေသွားအောင်ပို့ပြီးတော့မှပျော်ရွှင်အောင်လို့ကိုတက်နိုင်သမျှကူညီပေးခြင်းကချစ်ချင်းဖြစ်ပါတယ်ဒါကြောင့်မလို့တကယ်ကောင်းဖို့နဲ့ပတ္တနာတွေကတယောက်ကိုတယောက် supporting အပြည့်အဝလုပ်ပေးနိုင်တယ်အဲ့လိုမျိုး supporting လုပ်နိုင်ဖို့ရှာလဲကိုယ့်ရဲ့ပတ္တနာမှာနောက်ရက်တစ်ခုရှိနေဖို့အရေးကြီးတယ်အဲ့ဒါကကိုနဲ့တူညီတဲ့ဘဝ values တွေရှိခြင်းမှာ values တွေကအရင်ရကြီးရကိုတန်ဖိုးထားရနဲ့သူတန်ဖိုးထားရနဲ့ထတ်တူမဟုတ်ရင်တောင်မှ similar ဖြစ်နေဖို့အရေးကြီးတယ်ကိုကမိသားစုတန်ဖိုးထားရဆိုရင် तू ကရောမိသားစုတန်ဖိုးထားလားကိုက education ပညာရေးကိုတန်ဖိုးထားရဆိုရင် तू ကရောဘလို့လဲကိုကကိုသားသမီးတွေနဲ့ပတ်သက်လာရင်ကိုထားတဲ့စံတန်ဖိုးတွေနဲ့ values တွေက तू နဲ့ကိုနဲ့တူလား မိသားစုပေါ်မှာထားတဲ့အရာတွေပတ်စံနဲ့ပတ်သက်လာရင်ကိုယ့်ရဲ့အမြင်နဲ့ values ကဘလို့လဲဘဝအတွက်ကိုယ့်ရဲ့အတွေးခေါ်တွေကဘာလဲအဲ့တော့အတ္တိကကကိုယ်တကယ်ယုံကြည်လက်ခံထားတဲ့တန်ဖိုးတွေဘဝဆန်နှုံးတွေကသူနဲ့ကိုနဲ့တူလားဆိုတာကို ကြည့်ရမယ်ဒီတစ်ချက်ကတော့အရင်ရေးကြည့်ပါတယ်ကိုယ့်ရဲ့ဘဝလက်တွဲပေါ်ပါတနာကကို့မှာရှိတဲ့စီးမင်းဘောင်တွေကိုတန်ဖိုးထားလားဆိုတာကိုကိုကလေ့လာရမယ်တချို့ယောက်ျားလေးတွေကကိုမကြိုက်ဘူးလို့ပြောရင်ပိုလှုပ်ချင်တယ် ဲ့ဒါက good partner လက္ခဏာမဟုတ်ဘူးတကယ် good partner ရဲ့လက္ခဏာကတော့ကိုမကြိုက်ဘူးဆိုရင်တို့ကသတိထားတယ်တို့မှတ်ထားတယ်ငါကနင်ဒီလိုမျိုးလှုပ်တာကိုမကြိုက်ဘူးနင်ဒီလိုမျိုးလှုပ်တိုင်းငါအရန်ဝမ်းနေရတယ်ဆိုတာကိုပြောပြတယ်ဆိုရင်တို့တွေကတေချာမှတ်ထားတယ် ပြီးရင်သူတက်နိုင်သမျှသူ့ရဲ့အမူအရာကိုအပြောင်းလဲ adjust လုပ်ပေးတယ်တစ်ချိန်တည်းမှာပဲကိုနဲ့ပတ်သက်လာရင်ကိုစိတ်ညစ်စေတဲ့အရာတွေကိုမကြိုက်တဲ့အရာတွေကိုတေချာသူ့ရဲ့ memory ထဲမှာမှတ်ထားတယ်ကိုပြောရင် ပြောသလိုမျိုးတဖြည်းဖြည်းနဲ့ပိုကောင်းလာတဲ့ယောက်ျားမျိုးပေါ့နော်အဓိကကတော့ ကိုတတ်မှတ်ထားတဲ့စီးပေါင်းတွေကိုသူတို့တွေကတံပိုးထားတာပြီးရင်ကိုစိတ်ချရတဲ့တစ္ဆာရှိတဲ့ယောက်ျားကိုရွေးပါဒါကတော့တိတ်ပြီးတော့မှရှင်းပြစရာမလိုဘူးလို့ထင်ပါတယ်အမျိုးသမီးတိုင်းကကိုနောက်ကြောလုံတဲ့ယောက်ျားမျိုးကိုလိုချင်တယ်ပေါ့နော်ဒါဒီတစ်ချက်ကအမျိုးသားတွေအတွက်ကြတော့နည်းနည်းလေး complicated ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အမျိုးသားတွေကဖောက်ပြန်တယ်ဆိုတာကယောက်ျားတိုင်းလုတ်တဲ့အရာတစ်ခု အထူးသဖြင့် relationship မှာတက်တန်းအရန်ကြာသွားပြီအိမ်အောင်ပြူတာအရန်ကြာသွားပြီဆိုရင်ယောက်ျားလေးတွေအများစုက100မှာ90ရက်ခိုင်နှုန်းအိမ်အောင်ဘက်နဲ့မဟုတ်တဲ့တခြားမျိုးသမီးနဲ့တူတူနေတာတွေကရှိကြတယ်ကိုရွေးချယ်မဲ့မျိုးသားမှာ good partner အနေနဲ့ရှိဖို့ရှာကြည့်ရမယ်ဆိုရင်ဒီတစ္ဆာရှိခြင်းကိုတေချာရွေးရမယ်အခုမှကြိုက်တာတန်းနေနေပဲရှိသေးတယ်ဖောက်ပြန်နေရဆိုရင်တော့ဟော ဝေးတာဝေးတော့ဂျောင်းလိုက်တော့ကိုကိုရေဘပိုင်ဆိုပြီးတော့မှပြောခဲ့ဖို့ရှာအတွက်လုံးဝလုံးဝဝင်မလေးပါနဲ့ let's go to next one ရန်ဖြစ်တဲ့ယောက်ျားပါကိုကရန်ကောင်းကောင်းဖြစ်တဲ့ယောက်ျားကိုရွေးရပါလိမ့်မယ်အဲ့ဒါက good partner ရဲ့လက္ခဏာဖြစ်ပါတယ်ဟုတ်ပါတယ် conflict ဆိုတာကလူတိုင်းလူတိုင်းမှာရှိပါတယ်အလုပ်တွေများများလုပ်ရင်လည်းဖြိုးတို့ company ရွှေတို့မှာဆိုရင်ဖြိုးက CEO အနေနဲ့ run တဲ့အချိန်မှာဆိုရင် conflict တွေအများကြီးပဲတရားနဲ့တရားဖြစ်ကြတယ်အဲ့လိုရန် ဖြစ်တဲ့အချိန်မှာတကယ် good partner ကိုဘဝအတွက်ကောင်းတဲ့သူတွေကကိုနဲ့သူနဲ့လိုက်ပြီးတော့မှမှန်မှန်ကန်ကန်ညှိယူမယ် ကိုယ်လည်းမဟုတ်မမှန်တာမပြောဘူးမကောင်းတဲ့စကားလုံးတွေမသုံးဘူးရိုင်းတဲ့စကားလုံးတွေမသုံးမဲနဲ့ရင့်ကျက်မှုအပြည့်နဲ့ဒေါသထွက်ရင်လည်းကောင်းကောင်းမွန်မွန်ပြောတယ်စိတ်မရှိဘူးဆိုလဲကောင်းကောင်းမွန်မွန်ရံဖြစ်တတ်တဲ့ယောက်ျားက good partner ဖြစ်ပါတယ်ရံဖြစ်မှပဲပို့ချစ်တာနော်နောက်တစ်ခုကတော့ sub control အကောင်ပြီးတော့မှ second ရှိတဲ့ယောက်ျားကတော့ good partner ဖြစ်ပါတယ်ဒါတိတ်ပြောစရာမလိုပါဘူးစီကံရှိတဲ့သူသားလည်းရင်ဘဝမှာအောင်မြင်မှာဖြစ်ပါတယ် pure psychology မှာလိလတွေးရှိချက်တွေရာ self control အကောင့်တဲ့သူက relationship မှာအောင်မြင်နိုင်ခြင်းပိုများတယ်ပြီးရင်လုပ်ငန်းထဲမှာလည်းအောင်မြင်နိုင်ခြင်းများတယ်ဆိုတာကိုလိလတွေးရှိမှုတွေအများကြီးရှိတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လက်တွဲဘော်က self control အကောင့်နဲ့လုပ်မယ်လို့သတ်မှတ်ထားတဲ့အရာတွေလုပ်တယ်ပြီးရင် तू အစီကံတကျဒီချိန်မှာစားမယ်ဒီချိန်မှာအိပ်မယ်ဆိုရင်အချိန်အများစုမှာ ူ့စီကန်းတွေကိုသူ့ဘာသူသူလိုက်နာပြီးတော့မှကိုလောက်ရမယ့်အရာကိုလည်းတည်တယ်လို့မျိုးကိုမလောက်ရမယ့်ကိစ္စတွေကိုမလောက်သင့်တဲ့ကိစ္စတွေကိုလုံးဝကွက်ကွက်ပြပြတည်တဲ့သူကတော့တကယ်ကောင်းမွန်တဲ့ partner ဖြစ်ပါတယ်လို့ပြောရင်းနဲ့မှ good partner sign နေတဲ့ကနောက်ဆုံးတစ်ခုကတော့ကိုကို independent ဖြစ်အောင်လို့သူကအမြဲလှုပ်ထားပေးတာပါတကယ်ကောင်းမွန်တဲ့ယောက်ျားကမိန်းမတစ်ယောက်ကိုကိုဘာသာကိုလွတ်လွတ်လပ်လပ် ပြန်တန်းနိုင်အောင်လို့ကိုကို build လုပ်ပေးထားတယ်မကောင်းတဲ့လက်တွဲပေါ်ကတော့ကိုဘဲမှမတော်နိုင်အောင်လို့ပေါ့နော်လှောင်အိမ်ထဲမှာထည့်ထားတယ်ဒါက controlling ဖြစ်တဲ့ partner တွေမိသားစုတွေရဲ့လက္ခဏာပေါ့နော်တကယ်ကောင်းတဲ့ good partner ကတော့ကိုဘဲတော့မှလှောင်အိမ်ထဲမှာမထည့်ထားဘူးကိုက ပြန်ကြည့်ရင်ပြန်လို့ရတဲ့ငှက်တကောင်လိုမျိုးကိုယ်အန်ပါဝါလုတ်ထားတယ်ကိုယ်တတိရှိအောင် तू အမြဲတမ်းပဲပြောတယ်ကိုကိုကိုအရေးချင်းနေရှိအောင်လို့ तू ကကူညီပေးတယ်ကိုမှရှိတဲ့ရီမန်းချက်ပန်းနိုင်တွေကိုအထောက်ကူပေးတယ်ပြီးရင်ကိုတယောက်ထဲလဲနေတတ်အောင်လို့ကိုရဲ့ဝါသနာတွေကိုတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ကိုသွားမယ်လာမယ်ဆိုလဲခွင့်ပြုထားတဲ့ယောက်ျားမျိုးပေါ့နော်အဲ့တော့ကိုက ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ independent ဖြစ်တဲ့မျိုးသမီးတစ်ယောက်နေနဲ့ရက်တည်နိုင်တယ်နောက်ဆုံးအားလုံးကိုမှကျင်တာကတော့ဒီ16ချက်ကိုเนาะကိုကကိုရဲ့ good partner အတွက်လိုက်ရှာနေရဆိုရင်အရင်ဆုံး ကို့မှာဒီ16ချက်မဖြစ်မနေရှိဖို့အရေးကြီးပါတယ်။ပြီးရင်ကို့မှာမရှိဘဲနဲ့သူများစီကလိုချင်လို့မရပါဘူး။ဒါကြောင့်မလို့ဖြောရတော့ smart lady တွေအကုန်လုံးပဲကို့မှာဒီ16ချက်ရှိအောင်လို့အရင်ဆုံးတိဆောက်ပါ။ပြီးရင်တကယ်ကို့ဘဝအတွက် good partner ကိုရွေးချယ်ပါလို့ပြောရင်းထဲမှာအလုံးမဲ့အဲ့ဒီအဖွဲ့ဝင်ထဲမှာပါချင်သလားပါချင်တယ်ဆိုရင်ပါမယ်ဆိုတော့ comment ထဲမှာရေးခဲ့ပေးပါ။အဲ့ဒီအဖွဲ့ဝင်ကိုတော့ဖြောက smart lady တွေလို့ခေါ်ချင်ပါတယ်အဲ့တော့ smart lady အဖွဲ့တဲကိုဝင်မယ်ဆိုရင် command ထဲမှာ smart lady အဖွဲ့တဲကိုဝင်ပါမယ်လို့ရေးခဲ့ပါလို့ဒီကနေ့ပြောရင်းထဲမှာဒီမှာပဲအဆုံးသက်ချင်ပါတယ်ရှင်အားလုံးပဲဘိုင်ပါ